မဲရန်ကသွေးစာတခိုးဂျဘိုးဓမြရီရဲ့ဖွဲ့စည်းထားတဲ့စစ်တပ်ဖြစ်တဲ့အတွက်ဒီအဂျမ်ဖတ်စစ်တပ်နဲ့ဒီအဂျမ်ဖတ်စစ်သားတွေရှိနေတဲ့၍ဘယ်တော့မှမြန်မာပြည်ငြိမ်းချမ်းမရအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်။ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အရေးတော်ပုံအောင်ရမည်။စေအာနာရှင်စနစ်ကြာရှုံးရမည်။ဘုဒ္ဓလည်းအကြီးအောင်မြင်မှုကိုကျွန်တော်တို့ကိုယ့်ချင်းချင်းတွေပဲမိဖတ်တွေပဲအကုန်လုံးတိုင်းသားခေါင်းဆောင်ကြီးတွေအကုန်လုံးเนาะ တိုင်းသားကောင်းဆောင်ကြီးတွေအကုန်လုံးပေါင်းပြီးတော့ဘုံရန်သူမအားလာကိုအကြမ်းဖက်မြန်မာအကြမ်းဖက်စစ်တပ်ကိုနှွာလိုက်နိုင်ပြီးတော့အပြတ်ရှင်းလိုက်နိုင်မယ်ဆိုရင်မြန်မာပြည်ငြိမ်းချမ်းပြီယနေ့မြန်မာပြည်ကိုဒုက္ခတုတ်ခဆင်းရဲခြင်းတွေတေချေခြင်းတွေလူငယ်ရဲတွေကိုခေါ်ဆောင်ပို့ဆောင်ပေးနေပြီးတော့အလုံးစုံပြတ်သုံးသေးကိုလောက်တာသည်မေရောက်လိုက်ဥဆောင်နေမြန်မာအကြမ်းဖက်စစ်တပ်အဲ့ဒီမေရောက်လိုက်ခိုင်းသမျှကို ိုက်လုံနေတဲ့အောက်ကအယိုးကိုက်ခွေးတွေဒီကောင်နေကြညမကြီးမှာအဲ့ဒီအကြံပတ်စစ်တပ်ကိုအမြင့်ဖြတ်ပြီးတော့အမြင့်ကလှမ်းပြီးအပီးတန်ဖြတ်သိမ်းနိုင်မှတခါအဲ့ဒီအကြံပတ်စစ်တပ်နဲ့အဲ့မှာယာဇဝမှုကျူးလွန်ခဲ့တဲ့ကောင်တွေအကုန်လုံးကိုယာဇဝမှုအတိုင်းအပြစ်ပေးနိုင်မှရမှာ ဲ့တော့ကျွန်တော်တို့ဒီနော်တအန်းဖြစ်ဖြစ်ကချင်ဖြစ်ဖြစ်ကိုကံဖြစ်ဖြစ်မိဘမဟာမိတ်ဒီအနေနဲ့အစင်လာကြီးတော့တိုင်းသားခေါင်းဆောင်ကြီးများနော်ဥဆောင်ပြီးတော့မြစ်တာပြပြီးတော့သဘောထားကြီးကြီးနဲ့ကျွန်တော်တို့ coordination body ပူပေါင်းညှိနှိုင်းဆောင်ရွက်ရေး comedy ဖြစ်ဖြစ် လှုပ်စိတ်ကြပါတယ်။ဒါမျိုးဆိုတာကကျွန်တော်တို့ကအကြံဉာဏ်ပေးတင်ပြယုံပဲလှုပ်လို့ရတယ်။ဒါမျိုးဆိုတာမြေပြင်ကခေါင်းဆောင်ကြီးများအထူးသဖြင့်လက်နက်ကင်ခေါင်းဆောင်ကြီးများကိုယ်တိုင်ကဥဆောင်ပေါ်ဆောင်မှရမှာပါ။ယနေ့ချိန်မှာအထူးကျေးဇူးတင်တာက KIA နဲ့ KNU ကျွန်တော်ကျေးဇူးတင်တယ်။သဘောထားလွန်ကြီးတယ်။ ယထာပြနိုင်တယ်အမျော်မြင်ကြီးတယ်အဲ့တော့ KIA နဲ့ KNU ကစင်းလုံးချောတွေလားဆိုတော့လူတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းတွေဆိုတော့နှစ်ဖွဲ့စလုံးကတော့စင်းလုံးချောတော့မကောင်းနိုင်ဘူးစုံပြူတွေရှိနိုင်တယ်နော်မတော်မတရားလုပ်တဲ့သူတွေရှိမယ်ရှိတယ်ဆိုတာလည်းကြားတယ်ဒီကြားထဲမှာတချို့တွေအသက်ဆုံးရှုံးသွားတဲ့လူတွေရှိတယ်ဆိုတာလည်းကြားတယ် တို့တော့เนาะတို့တော့အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ရှိလိုက်မယ်ဆိုရင်ဒီအဖွဲ့အစည်းကြီးနှစ်ခုစလုံးကမြန်မာပြည်ပေါ်မှာကျေးဇူးတရားအကြီးကြီးရှိတယ်အဲ့တော့ဒီအစင်လာကြီးတဲ့ KIA နဲ့ KNU ကဥဆောင်ပြီးတော့ဒိုင်းသာလက်နက်ကိုင်တပ်ဖွဲ့တွေမဟာမိတ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆိုပြီးတော့လှုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်ဒိုင်းလာလက်နဲ့ကြိုက်ကြောင်ဖွဲ့ရအကုန်လုံးပေါင်းပြီးတော့စွန်နိုင်မယ်ဆိုရင်မလာဘာခံနိုင်ယူလဲဗျာနော်ဘာခံနိုင်ယူလဲဘာခံနိုင်ယူလဲအခုကသူတို့ကဒီဘွဲ့နဲ့အပြည့်ရလို့အဲ့ဘက်မှာရှိတဲ့တက်တွေအကုန်လုံးယူယူပြီးတော့ဟိုဘက်ကိုသွားတက်ဒီလိုမျိုးဆိုတဲ့အခါကျတော့ဒါကကျွန်တော်တို့ကနှစ်ပေါင်း80ကျော်ပြီကျွန်တော်တို့တွေအားလုံး အတိုင်းသားလူမျိုးစုတွေအားလုံးကိုကျွန်တော်ပြောတာအဲ့တော့ကိုကောင်လည်းကျွန်တော်ဒီသတင်းစကားပေးတယ်တအန်းကိုလည်းဒီသတင်းစကားပေးတယ်ကျွန်တော်တို့အကုန်လုံးစစ်ကောင်စီရဲ့ဖုတ်ပူမိတိုက်ချွေးတိုက်တဲ့သူတို့ရဲ့ကောက်ချက်တဲ့เนาะသွေးခွဲအနိုင်ယူခြင်းစနစ်ကိုကျွန်တော်တို့တွေဒီဘက်ကနေပြီးတော့စုပေါင်းစွမ်းအားနဲ့ညီညွတ်မှုနဲ့ခြေဖြတ်ပြီးတော့အောင်ပွဲကိုယူမရရမယ် နော်အောင်ပွဲကိုကျွန်တော်တို့ယူမရမယ်အဲ့တော့ငါတို့လူမျိုးစုလေးတစ်ခုပဲငါတို့ဒေသလေးတစ်ခုပဲလွမြောက်ယုံဆိုတဲ့ဟာနဲ့သွားလို့ရလားဖုတ်ပူမိတိုက်ကောက်ယူမီငင်းကြရေးပဲရမယ်ထာဝရငင်းကြရေးမရမယ်မလာဂျမ်ဘတ်စတက်ပြီးဘယ်တော့မှဂတိမတည်ဘူး စစ်ကောင်စီအဆက်ဆက်စစ်တပ်အဆက်ဆက်စစ်ကောင်ဆောင်အဆက်ဆက်ဒီဘယ်တော့မှဂတိမတည်တလို့မြမကျမ်းဖတ်စစ်တပ်ဒီကောက်ကျစ်စင်းလဲရုပ်မှအောက်တန်းချမိုင်မဲရန်ကသွေးစာတခိုးဂျဘိုးဓပြတွေနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်ဖြစ်တဲ့အတွက်ဒီအကျမ်းဖတ်စစ်တပ်နဲ့ဒီအကျမ်းဖတ်စစ်သားတွေရှိနေတဲ့၍ဘယ်တော့မှမြမပြည်ငြိမ်းနေရ အဲ့တော့ကိုဒေတာလေးကွက်ကွက်ခဏပဲရမယ်အပြစ်ရက်အဲ့ဒါကိုဖတ်တွေ့ပြီးတော့နေမယ်ဆိုရင်ကျွန်တော်တို့ဒီအဲ့လိုနေတဲ့အဖွဲ့စည်းတွေအဲ့ဒေတာကနော်ပြည်သူတွေရဲ့ဘဝကစင်သေးကောင်ပေါ်ကိုလိုက်ပါသွားတဲ့ကြီးမိုက်လိုပဲဖြစ်လိုက်ပဲလို့ဒီလိုပဲကျွန်တော်ပြောချင်တာကချင်ပြည်နယ်ကြီးလွတ်မြောက်ဖို့ငြိမ်းချမ်းမှုဆိုတာက ကချင်ပြည်နယ်တခုထဲနဲ့မလုံလောက်ဘူးရခိုင်ပြည်နယ်ကြီးလွတ်မြောက်ဖို့ငြိမ်းချမ်းဖို့ဆိုတာရခိုင်ပြည်နယ်တခုထဲနဲ့မလုံလောက်ဘူးဒါကိုကချင်ကောင်းဆောင်ကြီးတွေသိတယ်ဒါကိုရခိုင်ကောင်းဆောင်ကြီးတွေသိတယ်ဒါကြောင့်မလို့လဲရခိုင်ကောင်းဆောင်ကြီးများကမကွေးအေယာဝတီအထိသခိုင်းအထိဟိုးရှမ်းမြောက်အထိပါဝင်ပတ်သက်နေတာဖြစ်တယ်လို့ကျွန်တော်တို့နားလည်ထားတယ်ခုနိတူသားပဲဒီနေ့ကရင်ကောင်းဆောင်ကြီးတွေပြောတာ နော်တခါကျွန်တော်တို့ဂရင်းနီကောင်းဆောင်ကြီးတွေပြောတဲ့စကားသိအမျောမြင်ကြီးပါတယ်နော်နေပြီးတော့ကမအားကကိုစော်မရမှာဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုနေတာကိုကွက်လေးနေလို့ရှိရင်ဟုတ်ပါတယ်ဆရာတမိုက်တရားခဏနေဖြစ်ပါတမိုက်တရားခဏနေဖြစ်ပါနော်အဲ့ဒါကိုကျွန်တော်အနေနဲ့တင်ပြကြတယ်အဲ့တော့ကျွန်တော်ရှင်းမှတင်ပြခဲ့သလို ကျွန်တော် live တက်တိုင်းတက်တိုင်းကျွန်တော်မှာအရေးကြီးတဲ့ပြောစရာရှိတဲ့အကြောင်းအရာတွေရှိမှတက်တယ်ကျွန်တော်တို့ကအများနဲ့ကြိုတင်စစ်ဆင်ရတယ်နော် live တာတက်ဖို့ကြိုးစားပြီးတော့ဘာပြောမှန်းမသိဘူးဆိုလို့ရှိရင်အဲ့ဒါကကိုစည်းတဲ့ညင်အထီးလာမလာတော့မသိဘူးကြိုတင်ပြင်ဆင်မှုမရှိဘူးဆိုလို့ရှိရင်ဒါပြီးသူကိုစော်ကားတာပဲဒါအပြင်မိမိကိုယ်ကိုမိမိ ျွန်တော်ဟာစနစ်တကျလှုပ်ဆောင်တတ်သူမဟုတ်ပါလို့ပြောတာ ਨੇ တူတူပဲအဲ့တော့ကျွန်တော်ပြည်သူတွေအကုန်လုံးကိုယနေ့သတင်းစကားပေးချင်တာကဘဝမှာเนาะအရာရာကကျွန်တော်တို့ကကြိုတင်ပြင်ဆင်ရပါတယ်ကြိုတင်ပြင်ဆင်ရတယ်အဲ့တော့အဲ့ဒီကြိုတင်ပြင်ဆင်တဲ့ဟာနဲ့ဘာသာရေးနဲ့အကြောင်းကိုဆက်ဆက်ပြီးနည်းနည်းလေးကျွန်တော်ပြောမယ်ခုနကနိုင်သူပြီးတဲ့ဟုတ်ကဲ့စပြီเนาะစဖို့လို့ကျွန်တော်အခု ခြေစဲခဲနေပြီအဲ့ဒါဘာလဲဆိုတော့ဘဝမှာအရာရာကကြိုတင်တစင်ရအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ငငယ်ကစာရေးစာဖို့ရေးရဆိုလို့ချင်းကြိုတင်ပြစင်အောင်ပွဲဝင်တယ်ကြိုတင်မပြစင်လို့ရှင်ဆုံးရှုံးမှုတွေနဲ့ရစိုက်တွေ့ရတတ်တယ်ဥပမာအဖြစ်ကျွန်တော်တို့စောင်းပွဲတော့အောင်ကျင်ပါရဲ့ စာကိုကြုံမကြက်ခဲ့ဘူးဆိုရင်ဒီလိုသဘောတဘာဝအတိုင်းရှိတယ်အဲ့တော့အလုံးမြင်သာထင်သာတဲ့ကြိုတင်ပြင်ဆင်မှုအားနည်းလို့ဆုံးရှုံးရပုံတစ်ခုအကြောင်းကိုကျွန်တော်ပြောမယ်အဲ့ဒါကဘာလဲဆိုတော့မနေ့ကကဘာကြီးတစ်ခုလုံးမှာဇလန်စကီနဲ့ဒေါ်နယ်ထရန့်အင်ဖြူတော်ကစကားများတဲ့ဟာ ကပတ်တော့ဟုတ်တယ်ဟုတ်ကျွန်တော်ပြည်သူတွေလည်းတွေးလိုက်တယ်မလားတွေးလိုက်ကြလားမနေ့ကဇာလန်စကီနဲ့နော်ဇာလန်စကီနဲ့ထရမ့်နဲ့အဲ့တော့ကျွန်တော်ပြည်သူတွေကဘယ်ဘက်ကလဲပြလို့ပါ သေးကြပါရဲ့ကဘာပြည်သူအများစုကဘာကောင်းဆောင်တွေအများစုနော်ဇလန်စကီဘက်ကလိုက်ကြမှာပဲဟုတ်တယ်ဟုတ်ကျွန်တော်လည်းတွေ့လိုက်ပါတယ်အဲကျွန်တော်ဆိုလေဇလန်စကီဘက်ကနေပြီးတော့စံပတ်တဲ့သူ့ကိုကျွန်တော်ထောက်ခံတယ်သူ့ထောက်ခံတဲ့ post တွေတော့ကျွန်တော်တင်တယ် တမလေးနော်ထောက်လာမဟုတ်လားကဘာကောင်းဆောင်နေဇာလန်စကီဘက်ကနေပြီးတော့ဝိုင်းပြီးတော့ post ထင်ပြီးတော့အတူရှိကြောင်းထောက်ခံကြောင်းပြောကြဟုတ်တယ်ဟုတ်ခဏလေးနော် one minute

အဲ့တော့မနေ့ကဆိုလို့ရှိရင်เนาะအားလုံးကအားလုံးနှိဘကဇာလန်စကီဘကလိုက်ကြမှာပဲเนาะပေးကြတယ်ကျွန်တော်လည်းပါတာပဲဘာကြောင့်လဲကျွန်တော်တို့နဲ့ဇာလန်စကီနဲ့ကရင်ဘတ်ကျင်းသွားပြီးတော့နှီးဆက်တယ်ဘလို့ရင်ဘတ်ကျင်းနှီးဆက်လဲဆိုတော့ကိုရီးယားနိုင်ငံငယ်အင်အားနည်းတဲ့ဒေသเนาะတခါကိုရီးယားကလည်းစာနာရှင်ကိုတွန်းလှန်နေတဲ့ကသူကလည်း ပြည်ပကျူးကျော်မှုကိုတွန်းလှန်နေတဲ့အခါမှာကျွန်တော်တို့တွေကရင်ဘတ်ချင်းသွားနှီးဆက်တယ်အဲ့တော့လူမျိုးမတူဘာသာမတူဘောလေကျွန်တော်နဲ့ကျွန်တော်ဇာလန်စကီဘက်ကရက်တယ်ယူကရိန်းပြည်သူတွေနဲ့ရက်တယ်ဒါတောင်မှနော်မြန်မာအကြမ်းဖက်စစ်တပ်ကိုနော်ရုရှားကယူကရိန်းကိုမကျူးကျော်ခင်ကလက်နက်တွေရောင်းချခဲ့တယ်ထဲမှာယူကရိန်းပါဒါကိုတော့မှခွင့်လွတ်ပြီးတော့ကြော်ပြီးတော့ ယူကရိန်းကိုကျွန်တော်တို့ကအားပေးတယ်ထောက်ခံတယ်။ဘာကြောင့်လဲ။သူနဲ့ကိုယ်နဲ့ကဘဝတူ။သူကသူကပူတင်ရဲ့ကျူးကျော်စစ်ရုရှားကျူးကျော်ကိုခုခံတွန်းနေရတာဖြစ်တယ်လို့ကိုကပြည်တွင်းမှာမတရားလက်နက်အားကိုးနဲ့ပြည်သူကိုအနိုင်ကျင့်တဲ့အကြမ်းဖက်စစ်တပ်ကိုเนาะကျွန်တော်တို့ကစန့်ကျင်ဖယ်ရှားရတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ ရင်ပတ်ချင်းသွားပြီးဆက်တယ်အဲ့တော့မနေ့ကဆိုလို့ရှိရင်ဇာလန်စကီနော်သူအင်ဂျူရောမှာဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကဘာလုံးမှာရှိတဲ့ပြည်သူတွေအားလုံးဒီဘက်ကဇာလန်စကီဘက်ကရက်တည်ကြတယ်ရက်တည်ကြတယ်အဲ့မှာကျွန်တော်နှစ်ချက်ပြောစရာရှိတယ်ဘာသာရေးရဲ့ကြိုတင်ပြင်ဆင်မှုတွေနော်နှစ်ချက်ပြောစရာရှိတယ် ဘာသာရေးဆိုတာကသိကြောက်စရာကောင်းတယ်တချို့အာဏာရှင်တွေတချို့နိုင်ငံရေးသမားတွေကဘာသာရေးကိုဘာသာရေးကိုအသုံးချပြီးတော့ကိုယ်အာဏာတည်မြဲဖို့နဲ့ကိုယ့်ကိုလူကြိုက်များဖို့အသုံးချကြတယ်ထေရှားတဲ့သာဓကအနေနဲ့ဆိုရင် KNU ကိုဖြိုခွဲတာဒီဘာသာရေးကိုအသုံးချပြီးဖြိုခွဲသွားတာ ဗုဒ္ဓဘာသာခရိယံဆိုပြီးအဓိကဘယ်လောက်ကြောက်ဖို့ကောင်းလဲမြမဘီမှာဆိုလို့ရှိရင်လည်းတစိမ့်ရှိမဘာသာနဲ့ဆိုတော့ဘာသာရေးကိုအသုံးချပြီးတော့အာနာတီဆောက်ရေးနဲ့မိမိနာမည်ကျော်ကြားရေးကို အာနာရှင်တွေကလုပ်နေရှိတယ်အဲ့တော့ ကြိုတင်ပြင်ဆင်ခြင်းကအရေးကြီးပုံအဲ့ဒါနဲ့ဘာသာရေးကိုအသုံးချပြီးတော့အာဏာရှင်တွေနဲ့တချို့နိုင်ငံရေးခေါင်းဆောင်တွေကပြည်သူကိုအသုံးချပြည်သူတွေပါသွားရင်ကြောက်စရာကောင်းတယ်အဲ့တော့ဘာသာရေးကိုအသုံးချတွဲကွက်သက်ရှူခွဲလိုက်တော့ KNUB ဝဲဘုရားဘာသာနဲ့ခရစ်ယာန်ဆိုပြီးခွဲချတာအဲ့တော့ခုနကဇာလန်စကီနဲ့ထရမ့်နဲ့အကြောင်းကိုကျွန်တော်တို့သွားမယ် 选个，把他一路走到东墙。